MSP ထမင်းတော်ဝစားသွားရတယ်ဘုမမေရမမေရတောင်းထမင်းတေဘုမမေရချက်လျက်တာရေဒီတုံးကောင်ထဲမှာ तू ကကျမကြီးအကောင်းဆုံးအဲခြေတော့အင်္ဂါအဆုံးပေါ့ခလေးခွေးလေးတကောင်ကလက်မရှိဘူးအမဲလေးကလက်မရှိဘူးဖြတ်ထားတယ်အဖြူလေးကကျတော့အရေပြားယောဂါကိုလေးခေါက်လောက်ခံစားခဲ့ဘူးပဲဆိုတော့အဲခဏခဏအမွေးရရတယ်သူကလည်းကျမကြီးမကောင်းဘူး အဝါလေးက6တောက်ရှိတယ်ဟိုအကုန်လုံးပြည့်စုံတယ်ကျမကြီးကောင်းတယ်ဖျားလည်းတိတ်မဖျားဘူးဘုန်းကြီးကသူကကျမကြီးအကောင်းဆုံးပဲဒါပေမဲ့သူရင်ထွက်သွားတာကိုဟလေးမှစိတ်ပါမအစင်တည်းမပြည့်စရသေးပဲနဲ့ရုပ်ပြက်ကြီးဖြစ်သွားတယ်တာမမဟလေးကသူ့ကိုနားလည်အောင်ပြောလိုက်တယ်စိတ်ခန့်လေးပိတ်တယ်ตาရေမနေ့ကမှမေတို့စိတ်ခန့်သွားကြမယ်တီးခန့်ပေးနော်လို့ပြောတော့သူနားလည်တယ်ထင်တယ်သူနားလည်ပေးတယ် အဲတပတ်သူထွက်မသွားဘူးအမှန်ဆိုအဲ့နေ့တက်သူထွက်သွားချင်တယ်ထင်ပါတယ် MSB ကိုအတီးကအဲမနေ့တနေ့ရခင်ကပွဲဖိတ်တယ်ပြီးတော့အဆာရီလည်းပို့ရဲအများကြီးပေါ့ဟန်လေးကဟုတ်ကဲလို့ပဲပြောရတယ်ဒါပေမဲ့ဟန်လေးမွေးနေ့နဲ့လည်းတိုက်ဆိုင်နေရဲ့အဲဒီနေ့ကမွေးနေ့ရတကယ်တော့အစီအစဉ်တွေအများကြီးပဲပေါ့နော်ဟိုဘာအစီအစဉ်မှမလုပ်ဖြစ်လိုက်ပါဘူးအဲအိမ်မှာခွေးလေးလည်းဆုံးသွားတာဆိုတော့ အရင်စိတ်မကောင်းဖြစ်နေရယ်အာကိုကဒီကလာပြီးပဲကိုဖုန်းနေခေါ်နေရတဲ့လာခဲ့ပါမယ်လို့ဟိုကွန်ပျူပေးတဲ့အနေနဲ့ရောက်လာတာပါလို့မင်းနေရတော့ဟိုအရင်တော့အေးမကြီးတော့ပါဘူးပေါ့နော်အဲခွေလေးနေရအဲဒီတော့ ठी ပဲရေဆက်ပါတယ်ချင်လို့ပါတယ်ဟုတ်သူကဟန်လေးလူခဲ့ဖရနစ်ကလည်းပြောမလဲဆိုတော့အဲ2018 19 19လောက်ကထင်မယ်အဲအတိုင်းမှာကိုယ်တိုင်တော့ဝယ်လာ အဲမှာကိုရင်သွားဝယ်ပြီးတော့အဲလင်းလင်းစီးလာတယ်သူသူသူ့ passport လုတ်ပေးပြီးတော့ကာကွယ်ဆေးအပြည့်နဲ့ပေါ့အဲရန်ကုန်ရောက်လာတယ်အဲ့ကလေးကဟန်နီလက်ကိုလက်ပေါ်မှာကြီးလာတယ်ခလေးလေးပေါ့သူကပထမအဆုံးမွေးတဲ့ခလေးလေးပါသူကအရန်အေးပါတယ်တလောက်တောင်အေးလဲဆိုတော့ခလေးကဟိုဟလေးအိမ်ပြန်ရောက်ရင်ခွေးလေးတွေကလာကြိုလို့ရှိရင်သူကအမီးလေးတော့ပဲနှံ့တာဟိုအငဲတွေကိုသူကအရန်လိုက်ပြီးတော့မလုတ်ဘူးအသေးလိုက်မယူဘူးအဲသူ့ရဲ့ညီလေးတွေကိုသူဦးစားပေးတယ် တခါမှလည်းဟောင်းတာလည်းမရှိဘူးအကျွေးတာလေးစားတယ်ဖြန်းတာလည်းမရှိဘူးဒီတုံးကောင်ထဲမှာ तू ကကျမကြီးအကောင်းဆုံးအဲခြေတော့အင်္ဂါအဆုံးပေါ့ခလေးခွေးလေးတကောင်ကလက်မရှိဘူးအမဲလေးကလက်မရှိဘူးဖြတ်ထားတယ်အဖြူလေးကကျတော့အရေပြားယောဂါကိုလေးခေါက်လောက်ခံစားခဲ့ဘူးပဲဆိုတော့အဲခဏခဏအမွေးရရတယ် तू ကလည်းကျမကြီးမကောင်းဘူးအဝါလေးကခြေတော့ရှိတယ်ဟိုအကုန်လုံးပြည့်စုံတယ်ကျမကြီးကောင်းတယ်ဖျားလည်းတိတ်မဖျားဘူးဘာမှမဖြစ်ဘူး तू ကကျမကြီးအကောင်းဆုံးပဲ ဒါပေမဲ့သူရင်ထွက်သွားတာကိုဟလေးမှာစိတ်ပါမအစင်တစ်မပြည့်စရသေးပဲနဲ့ရုပ်ပြက်ကြီးဖြစ်သွားတယ်။ဟိုသူကရှူးရှူးပောက်တာကမထွက်တော့တာမထွက်တော့တတိထားပြီးတော့သူကထမင်းမစားတော့ဒုတိယရက်ကဟိုလာပြင်းနေဖြစ်နေရယ်ဆိုတော့စိတ်ခန့်ပိတ်မယ်ဆိုရင်အာဟလေးကသူ့ကိုနားလည်အောင်ပြောလိုက်တယ်စိတ်ခန်းလေးပိတ်တယ်တားရေအမနက်ဖြန်မှာမေတို့စိတ်ခန်းသွားကြမယ်တီးခန့်ပေးနော်လို့ပြောတော့သူနားလည်တယ်ထင်တယ်သူနားလည်ပေးတယ် ဲတပတ်သူထွက်မသွားဘူးအမှန်ဆိုအဲ့နေ့တည်းသူထွက်သွားချင်တယ်ထင်ပါတယ်။သုံးရမြောက်မှာလည်းသူကထမင်းမစားတဲ့အချိန်မှာအလေးရဆေးုံပြေးလိုက်တယ်။ဆေးုံပြေးတော့ဆေးမကဆေးုံကဆစ်လိုက်တော့စီးမအလုံးတွေ့တယ်။စီးမအလုံးတွေ့တော့ဘာအလုံးလဲသူတို့မသိဘူး။ဆရာဝန်တွေကတော့စမ်းကြည့်တယ်။အဲတွေးဖောက်ပြီးစစ်မယ်ဆိုပေမဲ့ကလေးကထမင်းမစားထားတဲ့အချိန်ဆိုတော့အမ်မလဲအမ်ရှိဘူးဟန်လေးကတွေးမဖောက်ခိုင်းလိုက်ဘူးဆက်ဝင်ကားရလာမလုတ်ပါဘူးအမနဲ့ပြန်ဆိုတော့ဒီနေ့ပေါ့ဒီနေ့မှဟန်လေးက ဟိုစီးဖောက်ပေးမယ်ခလေးကိုအဲအော်မို့တွေးဖောက်ပေးမယ်မနေ့ဒီနေ့မှစစ်မယ်ဆိုပြီးတော့ဟိုစဉ်းစားလိုက်တာအဲ့အဲ့မနေ့ကမှဆေးသုံးချောင်းထိုးလိုက်တယ်ထိုးပြီးတော့အိမ်ရောက်ရောက်ချင်းရောက်တော့အပေါ်မှာခဏပဲထမင်းလေးပါချက်ပြီးသွားပြီစက်သားလည်းပြုတ်ပြီးသွားတယ်နည်းနည်းအေးခံနေတဲ့အချိန်မှာသူ့ကိုထိုင်ကြည့်နေတဲ့အချိန်ရေတိုက်ပြီးတော့ရေခွက်အချလေးအချိန်မှာဟန်လေးကဖုန်းသုံးနေတဲ့အချိန်မှာပြန်တတိငြိမ်နေတော့တစ်ချက်ကြီးတဲ့အချိန်မှာသူကမလောက်တော့ဘူး တက်မရှူရဲ့အချိန်မှာအမောင်လေးကိုအော်အော်ခေါ်တာပေါ့ရင်းနေရန်တုံနေရဲ့အမ်အဲ့လိုမျိုးခေါ်လိုက်တဲ့အချိန်မှာလက်ကလေးကိုကင်တော့လက်လည်းမလုတော့ဘူးပေါ့နော်ဆိုတော့သူဟန်လေးကိုနှုတ်ဆက်သွားပါတယ်အတ္တိကတော့ကိုယ့်လက်ပေါ်မှာမသေးလဲရအောင်ကိုကသူ့ကိုထိုင်ဆောင်ပြီးထိုင်ကြည့်နေရနဲ့အမ်အတက်ထွက်သွားတာပေါ့ဟိုအော်လည်းမအော်ဘူးငိုလည်းမငိုဘူးအမ်ဘာမှလှုပ်တော့မလှုပ်ဘဲနဲ့ငြိမ်ငြိမ်လေးထိုင်နေလို့ပုံစံလေးပဲ အတက်ကလေးရှူတာရက်သွားတယ်အဲ့တော့ဟိုမနှက်ပြန်လဲစေကုပေးမယ်လို့ပြောထားရတဲ့ဒါနဲ့သူထွက်သွားရဆိုတာခံလေးကိုပေါ်ကြည့်ထပ်ပို့ပြီးစိတ်မညစ်စေချင်လို့ကောင်းကောင်းမွန်နဲ့ထွက်သွားရလို့မြင်ပါတယ်အဟလေးပေါင်းတဲ့ငွေချင်းတွေကအားလုံးသိပါတယ်ဘာလို့လဲဆိုရင်ခလေးကအပြင်ပဲအချိန်ပဲနေရမှာပဲရောက်နေရောက်နေပွဲရှိတဲ့အချိန်တွေပဲနေနေငါအိမ်ပြန်ရမယ်ငါအိမ်နမိခွေးသမီးအရင်ကျွေးရမယ်ခွေးသမီးကျွေးပြီးရင်ပြန်ထွက်လာခဲ့မယ်တို့ တငယ်ချင်းနဲ့တောက်နေတန်လန်ပဲဖြစ်ဖြစ်ထိုင်နေတန်လန်ဖြစ်ငါအိမ်ခဏပြန်လာမှထမင်းကျွေးပြီးငါပြန်ထွက်ခဲ့မယ်ဆိုရဲအချိန်ကကိုကွားမှာသူတို့ကိုကိုကျွေးမှသူတို့အစားရမှာဖြစ်တဲ့အတွက်သူတို့ကစောင့်နေရ CCTV တောင်မှသူတို့တက်ပဲထောင်လာတာအိမ်မှာတခိုးတွေပါတယ်ဆိုတာလေးကမကြောက်ဘူးသူတို့လေးတွေဘာဘာလုပ်နေလဲဆိုတာ CCTV ကသူတို့၃ကောင်တက်ပဲအနေထမ်းကြည့်နေရလှည့်ပြီးကြည့်နေရဆိုတော့တငယ်ချင်းတွေကအတိဆုံးပါဘောနော်ဟန်လေးခွေးလေးတွေကိုထမင်း အရန်ရေးပေးပါတယ်အခုလို့ထမင်းမကျွေးလိုက်ရတာဖြစ်တဲ့ကျွတ်ဟိုတောင်းပန်တယ်ဟိုအကုန်လုံးပေါ့ခလေးအချစ်တွေရော့နေခဲ့ရင်လည်းတောင်းပန်ပါတယ်ဟိုခလေးအဲဒီနေ့လဲမွနိကိတ်အများကြီးပဲဟိုချစ်ကြတဲ့တငယ်ချင်းတွေဟိုမိသားစုတွေပို့ပေးတယ်မွနိကိတ်လေးတွေကိုဟိုစုတောင်းလဲတဲ့အချိန်အချိန်တိုင်းပေါ့နော်အာကိုကိုစိတ်ချမ်းသာကျမ်းမာပါစေတော့ကိုမစုတောင်းမိဘူးကိုစုတောင်းမိတာတခုပဲပေါ့နော် အာဟလေးရဲ့ตาလေးပေါ့အဲငါရဲ့ตาလေးအနောင်ဘွားမှာလူဖြစ်ပါစေအကောင်းတဲ့နေရာမှာလူဖြစ်ပါစေလူမဖြစ်ခဲ့ဘူးဆိုရင်တောင်မှခွေးလေးဖြစ်နေတောင်မှဟိုခြံကြဲကြီးနဲ့အဲ့လိုမျက်ခင်းကြဲကြီးကိုသူကအရန်ကြိုက်တာဟိုခြံကြဲကြီးနဲ့မျက်ခင်းကြဲကြီးနဲ့အဲ့လိုမိသားစုကောင်းတဲ့မိသားစုဝင်မှာကြမ်းကြမ်းမမနဲ့အသက်ရှင်ရှင်နဲ့နေစေချင်ပါတယ်ခလေးကိုမွေးလေးလက်ဆောင်ပေးတော့ရလို့ထင်တာပဲမွေးလေးလက်ရောက်တော့မယ်ဟိုဒီနေ့လဲ ိမ်မှာရှိနေတဲ့ခွေးလေးနှစ်ကောင်နဲ့ပဲမွန်းနေ့ကချင်းလေးဆူရတာပေါ့မြန်မာစတာပစာ